ကဲဟောရအလုံးမဲမင်္ဂလာပါဒါပရမအောင်ဆုံးဒါကျွန်တော်ပြောချင်တာကတော့ဒါကျွန်တော်ဒီဘောလုံးမဲပွဲကျော်သုံးသပ်ပေးရဆိုတာကိုယ့်ရဲ့ဝါသနာရသုံးသပ်ပေးတာဖြစ်ပါတယ်ကျွန်တော်ပေးလိုက်တဲ့ပွဲတွေကတရားရဂိုင်းတော့အမှန်ဆိုပြီးတော့ကျွန်တော်ရွေးချယ်ပြီးတော့ပေးတာမဟုတ်ပါဘူးအကြောင်းကိုယ်နဲ့အကြိုက်တူမှလည်းရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်ဘောလုံးပွဲမှာကျွန်တော်တို့ဘယ်သူမှအပိုင်ဆိုတာမရှိပါဘူးကျွန်တော်တို့လည်းပိုင်လို့ပေးတာမဟုတ်ပါဘူးဒါခြေရန်ကြည့်ပြီးတော့ကျွန်တော်တို့အနည်းဆက်ဆုံးဖြစ်နိုင်တဲ့အတိုင်းအတာတစ်ခု နေနဲ့ပဲကျွန်တော်တို့ပေးတာဖြစ်ပါတယ်အဲကြောတချို့အရာတွေကြာရင်တော့ကျွန်တော်တို့ရလက်တွေကောင်းသွားနိုင်ပါတယ်တချို့အရာတွေကြာရင်တော့ကျွန်တော်တို့ရလက်တွေစိုးရင်စိုးသွားနိုင်ပါတယ်မနေ့ကကျွန်တော်ပေးခဲ့တဲ့ဝယ်တွေမှာတော့ဒါသုံးဘက်သလုံးနေနဲ့တော့ဒါအစင်ပြေခဲ့ပြေခဲ့ပါတယ်မနေ့အာရီနဲ့ဗီလာနဲ့အာရီနဲ့မှနောက်ဆုံး10မိနစ်လေး10မိနစ်လေးမှာကျွန်တော်တို့အနေနဲ့ကိုပေါင်းအပေါ်ပေးခဲ့တဲ့အတွက်ကြောင့်ဒါကိုပေါ်သွားတယ်ဒါ21နဲ့အာရီရှုံးနေတော့ပါတယ်မနေ့ကတော်တော်ကောင်းပါတယ်အာရီပေါ်ရတော့ ီးတော့ဘတ်တဘတ်တနဲ့ဘာစီလိုနာပွဲမှာကျွန်တော်ဘာစီကျွန်တော်ဘော်ဒီပေးခဲ့ပါတယ်ဘာစီဘော်ဒီလည်းမနေ့ကရခဲ့ပါတယ်ပြီးတော့ Everton နဲ့ Forest ကလည်းတကူပေါင်းအပေါ်ပေးခဲ့ပါတယ်3စီနဲ့ဟိုပြက်နိုင်ရရှိခဲ့ပါတယ်အကြောဒါကတော့ကျွန်တော်တို့အနေနဲ့ကတော့ဒါဒီပေးတာကတော့ဒါအကောင်းဆုံးအနေနဲ့ကတော့ရွေးချယ်ပေးတာဖြစ်ပါတယ်ဒီနေ့ကတော့ဒီ Premier League ဒါနှစ်ပွဲနဲ့ကျွန်တော်အနေနဲ့ဒီတပွဲအနေနဲ့ကတော့ဒါ Italy Serie A ပွဲဖြစ်တဲ့ကျွန်တော် Chromoni နဲ့လက်ရှိပွဲလေးကိုဒါကြိုက်လို့ ဒီနေ့ကျွန်တော်တို့အပွဲချုပ်အသုံးသက်ကြည့်အောင်ပထမအဆုံးအနေနဲ့ကတော့ brighter နဲ့ wahan brighter နဲ့ wahan ကတော့ဘာမှမပြောခင်မှာဒါသူတို့ပြီးခဲ့တဲ့တစ်ချောင်းမှာတော့ wahan နဲ့ brighter ကဘယ်သူသားလဲဆိုတော့အခုခြေသားနေတာကတော့ brighter သားလဲလို့တော့ပြောလို့တော့ရတယ်အခုလက်ရှိမှာက brighter ကအိမ်ဝင်ကစားမှဖြစ်တယ်ပြီးတော့ဘုဂီဘုဂီဂျေးပေးတာလဲဒါတဲ့တရေပေးထားတယ်အခုလက်ရှိဂျေးပါ ပြီးတော့ကိုပေါင်းကြီးအနေနဲ့လည်းဒါ3လုံး30အစားဖြစ်ပါတယ်ကိုပေါ်မလားကိုပေါ်မလားဆိုတော့တစ်ချက်ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ကစားပွဲထဲမှာနောက်ဆုံးကစားတဲ့ဒီ Brighton အိမ်ပွဲမှာကစားတဲ့ပွဲမှာတော့ဒါ3 4နဲ့ဒါ Stebelic ကို Mason Villa Mason Villa ဟုတ်တာ3 3 4နဲ့ဒါရှုံးနေခဲ့တဲ့တပွဲရှိပါတယ် ပြီးတော့သူတခြားပွဲတွေမှာတော့တရေပွဲနဲ့နိုင်ပွဲသုံးပွဲရှိပါတယ်သူအနေနဲ့ပြီးခဲ့တဲ့နောက်ဆုံးကစားတဲ့ပွဲမှာတပွဲပဲဒါရှုံနေခဲ့ပါတယ်တပွဲဆိုတော့လေဒါသူအနေနဲ့ဒါရှုံကောင်းလို့တော့ပြောလို့ရတယ်သူရှုံတဲ့ပွဲရလေသူအနေနဲ့ကိုအများကြီးရယူနိုင်ခဲ့တယ်အကျော်ကျွန်တော်ပွဲတစ်ပွဲသုံးသပ်မယ်ဆိုရင်အဓိကကစားကွက်လေးတွေကြည့်ပြီးတော့သုံးသပ်ပို့ပြီးတော့သုံးသပ်ဖြစ်တယ်တချို့တွေကစားကွက်ပြောင်းသွားပြီဆိုရင်ရလက်တွေဘလို့ပြောင်းသွားနိုင်လဲဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်သုံးသပ်ပေးတာဖြစ်ပါတယ် အဲ့ဒီကတော့နည်းနည်းဒီကစီဒီသုံးသက်တဲ့ချိန်မှာအတံမီလို့တော့ကျွန်တော်ကြည့်ပြီးတော့သုံးသုံးသက်ပေးတာဖြစ်ပါတယ်တချို့အရာတွေကြာရင်တော့ကျွန်တော်တို့ရလက်ကောင်းရင်အကောင်းဆုံးနိုင်ပါတယ်ပြီးတော့ဝဟန်ဝဟန်ကပြီးခဲ့တဲ့ကစားပွဲတစ်ချက်မှာသူ့အနေနဲ့ဒါနိုင်ပွဲတစ်ပွဲပဲရှိခဲ့တယ်ဟိုချုံပွဲတစ်ပွဲပဲရှိခဲ့တယ်လစ်ပါဘူးနဲ့ဇီတူမန်ယူနယ်ပွဲတော့လည်းဒါဝမ်ဝမ်နဲ့ကစားခဲ့တယ်တခြားဒီဘုံမောက်တို့ဒီဟိုဘာတို့တန်လေတို့ပွဲတွေမှာတော့သူ့အနေနဲ့ဒါတရေပွဲနဲ့ဒါဘာရယ်ပွဲမှာလည်းတတိတုနဲ့အနိုင်ရရှိခဲ့တယ် တော့အနိယကဆက်ပွဲမှာလည်းသတိဝန်နဲ့အနံ့ရရှိခဲ့တယ်။ဒါသူပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာတော့သူအနေနဲ့ဒီလေဗာပူးနဲ့ပွဲမှာပဲသူအနေနဲ့0-2ဆိုတဲ့ကိုပြက်ချုပ်နှံခဲ့တဲ့တပွဲပဲရှိတယ်။ဂျန်တဲ့တစ်ချောင်းပွဲတွေမှာတော့သူအနေနဲ့တရေပွဲနဲ့ပြီးတော့နိုင်ပွဲနဲ့ရယူနိုင်ခဲ့တဲ့ပွဲတွေကြီးပဲ။ပြီးတော့တို့တို့နှစ်သင်းရဲ့ထိတ်တိုက်တွေးဆုံကစားခဲ့တဲ့ပွဲတွေပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်အနေနဲ့ကတော့ဒါထိတ်တိုက်တွေးဆုံပွဲရတာအများကြီးရှိပါတယ်။ဒါကျွန်တော်အနေနဲ့ကတော့နီးဆက်ဆုံးအနေနဲ့ပဲကျွန်တော်သုံးမှတ်မြောက်ပဲကျွန်တော်ပြောနေကြဖြစ်ပါတယ်။တို့တို့ ပြီးခဲ့တဲ့နောက်ဆုံးထိတ်တိုက်တွေ့ဆုံကစားခဲ့တဲ့သုံးပွဲမြောက်မှာကနှစ်ပွဲတည်းနောက်ဆုံးကစားတဲ့ပွဲမှာတော့ Brighton ကဒါ3-2နဲ့အိမ်ဝင်မှာပဲအနိုင်ရရှိခဲ့တဲ့ပွဲပါအခုလက်ရှိမှာကျွန်တော်တို့တစ်ချက်ကြည့်ရမှာက Brighton တလုံးတည်းကဘူဂီကြီးကမှန်လားလို့ကျွန်တော်တို့တစ်ချက်ကြည့်ရမှာဂျေးပေးတာတလုံးတည်းဆိုတော့ Brighton ပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာသူ့အနေနဲ့တပွဲပဲရှုံးပွဲရှိခဲ့ပါတယ်တပွဲတည်းပဲရှိခဲ့ပါတယ်ဒီဟိုကနဲ့ ခရစ်စတယ်ပဲလင်းတဲ့ပွဲမှာဒါတရေပွဲတစ်ပွဲတော့ရှိခဲ့ပါတယ်အခုလက်ရှိမှာဒါပြီးခဲ့တဲ့ကစားကွက်ပုံစံမျိုးပဲဖရိုက်တန်ကတော့ဒီ limit 3နဲ့3တက်နဲ့ပဲကစားကွက်တွေနဲ့ပဲဒီကစားကွက်တွေနဲ့မသူ့နဲ့အနိုင်ရယူခဲ့တဲ့ပွဲတွေကြည့်ပါပဲဒါပေမဲ့သူနောက်ဆုံးကစားတဲ့ဒီပွဲမှာတော့နောက်ဆုံးကစားတဲ့ပွဲမှာတော့အစရွန်ဘီလန်ရဲ့ပွဲမှာတော့ဒါသူ့အနေနဲ့ဒါကိုရယူနိုင်ခဲ့တာတော့ရှိပါတယ်ဒါပေမဲ့သူ့အနေနဲ့ဒီကစားကွက်မှာတော့ဒါ3 4နဲ့ဒါကိုပြတ်ရှုံးနေ3 4နဲ့တကူအတာနဲ့တော့ရှုံးနေခဲ့တယ် အခုလက်ရှိမှာဒါကျွန်တော်အနေနဲ့ပြရမှာဆိုတော့ကျွန်တော်တို့တချို့အရာတွေကြာရင်ကျွန်တော်တို့ဒီအရှုံးခံပြီးတော့ရင်းရတဲ့ပုံစံမျိုးတွေရှိပါတယ်ကျွန်တော်တို့အကြောဒါမယူဝဲဆန်တယ်လို့တော့ကျွန်တော်တို့ပြောလို့တော့မရအောင်အကြောအိမ်ခွင့်ဖြစ်တဲ့ကျွန်တော်တို့ဒီ flight down ကိုကျွန်တော်တို့တလုံးတရေနဲ့ပဲကျွန်တော်တို့ပေါ်ရေးရွေးရွေးချယ်ပေးကြပါတယ်အကြောကိုနဲ့အကြိုက်တူမှလားရွေးချယ်ပြီးတော့ထိုးသိကြပါတယ်ကျွန်တော်ဒီလေးပေးလိုက်တဲ့ပေါ်ရအပိုင်ဆိုပြီးတော့ပေးတာမဟုတ်ပါဘူးအကြောကျွန်တော်ဒီနေ့ flight down ပေါ်ရေးကျွန်တော်ကြိုက်ပါတယ်အကြောကိုနဲ့အကြိုက်တူမှဆိုတော့ရွေးချယ်ပြီးတော့ထိုးနိုင်ပါတယ် ဒုတိယတပွဲအနေနဲ့ကတော့ဒါ Fulham နဲ့ Crystal Palace ပွဲလို့ကျွန်တော်သုံးသပ်ပေးချင်တယ် Fulham နဲ့ Palace ကအခု Fulham ကနောက်ဆုံးကစားတဲ့ပွဲမှာတော့ဒါဒီ Man City တဲ့ပွဲမှာတော့ဒါ4-5နဲ့ဒါရှုံးနေခဲ့တဲ့နောက်ဆုံးတပွဲပါ Janet ဒီ Everton ရဲ့ပွဲမှာလည်းဒါသူ့နဲ့ဒါ2-0နဲ့ရှုံးနေခဲ့တဲ့တပွဲရှိပါလေ ပြီးတော့စပါစန္နလာနဲ့အိုးတို့ပွဲတွေမှာတော့သူ့အနေနဲ့ဒါ၃ပွဲနိုင်ရရှိခဲ့ပါတယ်။ဒါမှမဟုတ်နောက်ဆုံးဥစားတဲ့ပွဲမှာတော့သူ့အနေနဲ့ရလက်မကောင်းခဲ့ဘူး။ခရစ်စတယ်ပယ်လစ်အနေနဲ့ကလည်းဒါတူတူပဲသူနှစ်သင်းအနေနဲ့ကတော့ဒါသူ့အနေနဲ့မန်ယူနဲ့ပွဲတော်ကလည်းဒါ1-2နဲ့ရှုံးနေခဲ့တယ်။ဒီဆရာဘော့အနေနဲ့ပွဲတော်ကလည်းဒါ2-1နဲ့သူ့အနေနဲ့ရှုံးနေခဲ့တယ်။ပြီးတော့ဂျန်နဲ့ဒီပွဲတွေမှာတော့ဒါ Brighton နဲ့သူကစားတဲ့ပွဲတွေပွဲရှိပါတယ်။အားလည်းပွဲနဲ့လည်းတည် ကျသွားပါတယ်။နောက်ဆုံးစားတဲ့ပွဲမှာဒီပန်လေးပွဲမှာတော့ပန်လေးနဲ့ပွဲမှာတော့ဒါ01နဲ့ဒါကဆိုတဲ့ဘက်လစ်အနိုင်ရရှိခဲ့တဲ့တပွဲရှိပါတယ်။အကြောဒီကစားကွက်တွေပုံစံအနေနဲ့ကတော့ဒါဒီဒီကျွန်တော်အနေနဲ့ကတော့ဒီဥစ္စာတွေကတော့သူတို့ဒီလက်ရှိသူတို့ဒီပုံစံနဲ့ခြေပေးထားပြီဆိုရင်ကျွန်တော်တို့ကိုပေါင်းသွားဖို့အတွက်ကျွန်တော်တို့ဒီ body 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 ခြေတွေပို့ပြီးတော့ပေးလိအနေထားတွေရှိပါတယ်။ဒါပေမဲ့အခုလက်ရှိအနေထားမှာသူတို့အနေနဲ့ဒီ phone အနေနဲ့ခြေပေးထားတာက ဒါလည်းပဲငါးပြအရှုံးကိုကောင်ကြီးအနေနဲ့နှလုံး80အရှုံးပေးတာပါတယ်ကျွန်တော်တို့ဒီကိုကောင်ကြီးတွေအနေနဲ့ကကိုအောင်တာတဲ့ကျွန်တော်တို့ကိုမအောင်ဖို့ကတော့တော်တော်လေးများမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဒီလိုကိုကောင်ကြီးတွေကကျွန်တော်တို့ရွေးရှက်သုံးသက်သူတရားအနေနဲ့ကတော့ဒါတော်တော်လေးရွေးရှက်ရတော်တော်ခက်တဲ့ပုံစံမျိုးတွေဖော်နေပဲလက်ကအကျော်အခုဖွန်အိမ်အိမ်ခွင်းမှာလည်းပဲငါးပြအရှုံးကိုကောင်ကြီးနေရနှလုံး80အရှုံးဆိုတော့ကျွန်တော်အနေနဲ့ကတော့ ျွန်တော်ဒီ phone နဲ့ပဲလင်မှာကျွန်တော်ကိုပေါင်းအောက်ပဲကျွန်တော်ထိုင်နေပါတယ်ကိုနဲ့အကြိုက်တူမှဆိုတော့ရွေးချယ်ပြီးတော့ထိုးနေပါတယ်ပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာသူတို့ဘယ်လိုပဲရလက်တယ်ကောင်းကောင်းမကောင်းကောင်းဒီနေ့ဟာသူတို့အတွက်အကောင်းဆုံးနေ့ဖြစ်ပါတယ်အကောင်းဆုံးကြိုးစားမယ်လို့ဒါကျွန်တော်လည်းထင်ပါတယ်ရောလက်ရှိမှာတော့ဒါကျွန်တော်နဲ့ခြေတန်းကြည့်ပြီးတော့အသုံးသားဖြစ်ပါဖြစ်ပါတယ် level 50အရှုံးဆိုတော့ level level 5ပြအရှုံးဆိုတော့ဒါကျွန်တော်တို့ body ခြေနေတော့ဒါထိုင်ရခတ်တဲ့ပုံစံမျိုးတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ပြောတာပါ။အဲကြောင့်ကိုပေါင်းလည်းကျွန်တော်ထိုင်ရပါတယ်။ကိုနဲ့အကြိုက်တူမယ်ဆိုတော့ရွေးချယ်ပြီးတော့ထုတ်နေပါတယ်။ နောက်ဆုံးတစ်ပွဲအနေနဲ့ကတော့အီတလီ3ရဲ့ပွဲဖြစ်တဲ့ဒီကရိုမိုနီနဲ့ကျွန်တော်လက်ရှိ ပွဲလေးကိုသုံးသပ်ပေးခြင်းတယ်ဒီကရိုမိုနီနဲ့လက်ရှိကဒီအခုလက်ရှိမှာခြေပေးထားတာကရိုမိုနီကခြေပေးတာ level 35အရှုံးကိုပေါင်းခြေအနေနဲ့ကလည်းနှလုံး၅ပြအရှုံးဒီလိုဒီလိုနှလုံးခြေတန်းလေးတွေကကိုမအောင်ဘူး ော်တော်လေးများတဲ့ပုံစံမျိုးတွေရှိပါတယ်ကျွန်တော်ဒီလိုမျိုးတွေတော်တော်တယောက်ကြည့်ရတယ်ဒီလိုနှလုံးငါးပြားအဲ့ဒါမျိုးတွေကဘုံမပေါ်နိုင်တဲ့ပုံစံမျိုးတွေတော်တော်ရှိပါတယ်ဇီဝန်နဲ့ဝန်ဝန်နဲ့ပြီးနိုင်တဲ့ပုံစံမျိုးတွေဖြစ်ပါတယ်အခုဟိုကရိုမိုနီအနေနဲ့ကပြီးခဲ့တဲ့ကစားပွဲတစ်ချက်မှာကသူ့အနေနဲ့ဒီဘလွန်နာနဲ့ပွဲမှာတော့ဒါ13နဲ့သူ့အနေနဲ့ဒါကိုပြအနိုင်ရရှိခဲ့တယ်ကျန်တဲ့တခြားပွဲတွေမှာတော့ဒါဒီ၃ပွဲရှုံးခဲ့တယ် သူ့အနေနဲ့နောက်ဆုံးကစားတဲ့ပွဲမှာတော့ရလက်နေနေရတော့ဒါနှစ်ပွဲရနိုင်ရရှိခဲ့တယ်နောက်ဆုံးကစားတဲ့အဓိကတပွဲပါပဲတပွဲနေနေရတော့ဒါ13နဲ့ဒါကရိုမိုနီအနိုင်ရရှိခဲ့တယ်ပြီးတော့လက်ရှိလက်ရှိနေနေရလည်းပြီးခဲ့တဲ့နောက်ဆုံးကစားပွဲတစ်လျှောက်မှာကလာဇီယိုနဲ့ဒူးစီနဲ့ရှုံးနေခဲ့တယ်ပြီးတော့နာပိုလီယို1စီနဲ့ဒါသူ့အနေနဲ့ရှုံးနေခဲ့တယ်နောက်ဆုံးကစားတဲ့ပွဲမှာတော့ဒါတိုရီနိုနဲ့ပွဲမှာတော့ဒါ2-1နဲ့အနိုင်ရရှိခဲ့တဲ့တပွဲတော့ရှိပါတယ် ကြောပြီးတော့သူတို့နှစ်သိန်းရထိတ်တိုက်တွဲဆောင်ခဲ့တဲ့ကစားပွဲတကြောင်တော့တစ်ချက်ပြန်ကြည့်မယ်ဆိုရင်သူတို့နှစ်သိန်းထိတ်တိုက်တွဲဆောင်ခဲ့တဲ့ကစားပွဲတစ်ချက်မှာဆိုရင်တော့ဒါတပွဲတရေနဲ့လက်ရှိအနေနဲ့ကနှစ်ပွဲအနိုင်ရရှိခဲ့ပါတယ်။ကျန်တဲ့တခြားပွဲတွေနေတော့အများကြီးရှိပါတယ်။ဒါကျွန်တော်အနေနဲ့တော့အနည်းဆက်ဆုံးသုံးသပ်ပေးတာဖြစ်ပါတယ်။ကျန်တဲ့တခြားပွဲတခြားပွဲသမားတရေပွဲတွေရှိတယ်လို့ကျွန်တော်တို့ promo နေကျွန်တော်ပြီးခဲ့တဲ့တခြားမှာသူ့အနေနဲ့ကတူတူကိုကိုပဲနိုင်တဲ့အရှုံးနဲ့သူတို့ဖြတ်သန်းနေရတဲ့ပုံစံမျိုးတွေရှိပဲရှိပါတယ်။အဲကြော့ အခုလက်ရှိမှာကခရိုမိုနီက level 35အရှုံးဆိုတော့ဒါကိုပေါင်းကျင်းနေတဲ့နှလုံး၅ပြားအရှုံးဖြစ်ပါတယ်ဒီလိုပုံစံမျိုးတွေကဒါကျွန်တော်အနေနဲ့ဒါကိုအောက်တွေပေးတာများပါတယ်အကျော့ဒါဒီနေ့ပွဲလင်းမှာတော့ဒါကျွန်တော်အနေနဲ့ဒီခရိုမိုနီနဲ့လက်ရှိမှာကျွန်တော်ကိုပေါင်းအောက်ပဲကျွန်တော်ထိုင်ကျင်ပါတယ်အကျော့ကိုနဲ့အကြိုက်တူမှာတော့ရွေးချယ်ပြီးတော့ထိုးနိုင်ပါတယ်ကျွန်တော်ဒီနေ့ပေးလိုက်တဲ့၃ပွဲကဒါကျွန်တော်ရဲ့ရွေးချယ်မှုတက်တက်ပဲဖြစ်ပါတယ်အကျော့ကိုနဲ့အကြိုက်တူမှာတော့ရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်ကျွန်တော်တို့ဘောလုံးပွဲမှာ ဘယ်သူမှအပိုင်ဆိုတာမရှိပါဘူးကျွန်တော်တို့အဓိကအရွေးချယ်မှုကောင်းမှာဒါကျွန်တော်တို့ရလက်တွေကောင်းမှာဖြစ်ပါတယ်အဲ့တော့နေ့စဉ်နေ့တိုင်းကျွန်တော်အနေနဲ့ Telegram Channel နဲ့ Viber Channel တွေရှိပါတယ်ဒါမနေ့ကကျွန်တော်ပေးလိုက်တဲ့အစောပွဲမောင်းတပွဲလဲမောင်းလဲပေါက်ပါတယ်ပြီးတော့တပွဲကောင်းအားကြီးကိုပေါ့လဲကျွန်တော် Telegram Channel မှာကျွန်တော်ပေးပေးလိုက်ပါတယ်အားကြီးလဲရပါတယ်ပြီးတော့နောက်တော့နှစ်ပွဲအနေနဲ့ကလည်းဒီဒီတရားပွဲတွေပဲကျွန်တော်ပေးပါတာဒီပြီးတော့ဟိုနှစ်ပွဲအနေနဲ့ပါစီပါစီလိုနာကိုပေါ်ထပ်ပြီးတော့ပေးခဲ့ပါတယ်ပြီးတော့ တပွဲအနေနဲ့ကတော့နှစ်ပွဲနှစ်ပွဲပြီးခဲ့တာနှစ်ပွဲသလုံးအဆင်ပြေခဲ့တယ်။အကြောဒါကျွန်တော်အနေနဲ့ဒီ Telegram Channel နဲ့ Viber Channel မှာကျွန်တော်ဒီလာရောက်ပြီးတော့ဒိတ်လာကြည့်လို့ရပါတယ်။အကြောကိုနဲ့အကြိုက်တူမဲ့ပွဲမျိုးလို့ရှိပါတယ်။အကြောကိုနဲ့အကြိုက်တူမဲ့ဆိုရွေးချယ်ပြီးတော့ထိုးနိုင်ပါတယ်။အကြောဒီနေ့မှာတော့ဒါကျွန်တော်အနေနဲ့ကတော့ဒီ၃ပွဲအနေနဲ့တော့ Brighton Body နဲ့ဖိုဟန်ကိုအောင်နဲ့ကျွန်တော်ခရိုမိုနီပွဲမှာလည်းကိုကိုအောင်နှစ်ပွဲပေါ်လီတစ်ပွဲပြေးခဲ့ပါတယ်။ကိုနဲ့အကြိုက်တူမှာဆိုတော့ရွေးချယ်ပြီးတော့ထိုးနိုင်ပါတယ်။အကြောနေ့ရက်လိုပဲဒါကျွန်တော်တို့ရလက်တွေကောင်းနေတဲ့ကျွန်တော်တို့ ထပ်ပြီးတော့ပြန်ပြီးတော့တွေ့မလားရလိုက်တယ်ကောင်းကြမလားဆိုတော့ကျွန်တော်တို့တစ်ချက်ပြီးတော့စောင့်တော့ကြည့်ရမှာဖြစ်ပါတယ်အားလုံးပဲဒီဒီနေ့မှာတော့ဒါကျွန်တော်နေတော့ဒါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာဆက်ပြီးတော့ဒီထက်ကောင်းတဲ့သုံးသပ်မှုမျိုးတွေနဲ့ကျွန်တော်တို့ပြန်လည်တွေ့ကြရအောင်